စိတ်မဆိုးတတ်တဲ့ပုဂ္ဂိုလ်လှတယ်တဲ့စိတ်မဆိုးတတ်ဘူးဒေါသဖြစ်เสียသိပြီမဲ့လို့ तू ကတိခံခြင်းခွင့်လွတ်ခြင်းအပြုံးမပြတ်နေထိုင်ခြင်းအေတဖေသားကအဲ့ဒီလိုအပြုံးမပြတ်နေပို့ပြီးတော့စိတ်ကဒိုးလာတတ်သေးတယ်နော်သူ့ကိုမထီပဲမြင်လို့တယ်လို့ထင်ကောင်းထင်သေးတယ်အဲ့ဒါမျိုးဒါကတော့အလိုထင်ထင်ပေါ့ဒေါသမဖြစ်အောင်ထိန်းနိုင်ရင်တော့အကောင်းဆုံးပဲ အဲ့ဒါလို့တီးခံရင်အပြုံးမပြက်ဒေါသမထွက်ဘဲဒီလိုဒေါသကို ချုပ်တီးဆောင်စည်းခြင်းဟာဘဝစတိုင်းစတိုင်းမှာရုပ်အစင်းနှပ်ပါခြင်းရဲ့အကြောင်းတရားဖြစ်တယ်။ဘယ်လိုပဲပြောပြောစိတ်မစိုးဘူး။ဥပမာဗာနဲ့တူတော့ဆိုလို့ရှိရင်ညီကြီးဟာဘယ်သူကပဲတူးဆွတူးဆွညီကြီးကတုံ့ပြန်မှုမလုပ်ဘူး။ ပထဝီသမစိတ်တို့ဆိုတာမြေကြီးတဲ့အလားတရံတူတဲ့စိတ်တုံလောက်ချင်းမရှိတို့တူရဲ့ရေဟာလည်းပဲဘသူကပဲရေကိုမီးဘူးတိုက်တိုက်မီးရှို့ရှို့ရေဟာလည်းပဲတုတ်ပြန်ခြင်းမရှိဘူးလေဟာလဲထုတ်တူပဲတုံ့ပြန်ခြင်းမရှိဘူးမေးဟာလဲထုတ်တူပဲတုံ့ပြန်ခြင်းမရှိဘူးတဲ့ဒါကြောင့်မို့လို့ဘုန်းကြီးတို့တွေရဲ့စိတ်ဟာ မြေကြီးပမာတုံ့ပြန်မှုမရှိအောင်လေ့ကျင့်ယူရမယ်လို့ဒီလိုပြောတာเนาะဘယ်လိုပဲကိုယ်ကိုလာပြီးတော့ပြောပြောစိတ်မဆိုးအောင်ကျင့်ရစိတ်မဆိုးအောင်နေရဒါပြင်စိတ်မဆိုးအောင်နေဖို့အတွက်အတွေးတစ်ခုတော့ရှိရတယ်အတွေးမရှိဘဲနဲ့စိတ်မဆိုးအောင်နေလို့မဖြစ်နိုင်ဘူးပေါ့။မာနဲ့ခုခံမလဲ။မေတ္တာနဲ့ခုခံရင်ခုခံ သို့မဟုတ်ခန္တီဆိုတဲ့တရားနဲ့ခုခံရင်ခုခံခန္တီဆိုတာကိုဘုန်းကြီးတို့တွေဟိုတလွဲနားလည်နေကြတာရှိသေးတယ်နော်ညာမပြောဘူးငုံခန်းနေတယ်ကိုခန္တီလို့ဒီလိုထက်မဟုတ်ဘူးခန္တီရဲ့သဘောကဘင်ဂိုစိတ်အခြေအနေမပြတ်အောင်ထိန်းထားနိုင်တာကိုခန္တီလို့ခေါ်တယ် ပင်ကိုစိတ် အခြေအနေဆိုတာလူတယောက်ကကိုယ့်ကိုမစော်ကားခင်တုန်းကကြည်လင်ပြီးတော့ငြင်းချမ်းနေတဲ့စိတ်ကလေးဓာတ်စော်ကားတဲ့အချိန်မှာအဲ့ဒီစိတ်ကလေးမပြောက်အောင်ထိန်းတာကိုခန္တီလို့ပြောတာအခုခန္တီဆိုတာကပြန်မပြောတာသာရှိတယ်ရင်ထဲမှာပလောင်စုနေတယ်